ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာစပေါ်ခတ်ကနေကြိုဆိုလိုက်ပါတယ်စပေါ်ခတ်ရဲ့ပထမဆုံးသတင်းကိုမပြောခင်မှာစပေါ်ခတ်ကိုတီထောင်တိုင်းရွယ်ချက်ကတော့ကျွန်တော်တို့ကအားကစားသတင်းတွေဘောလုံးလဲပါမယ်ပေါ့နော်နောက်ပြီးတော့ fight ပေါ့နော်အဓိကအဲ့လိုသတင်းတွေရောနောက်ထူးဆန်းတဲ့ဖြစ်စဉ်တွေရောအဲ့လိုအားကစားသမားတွေရဲ့ life story ရောစုစည်းပြီးတော့အကုန်လုံးတင်ဆက်သွားဖို့ရွယ်ထားတာပါဒီနေ့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့မြန်မာလူ့အစဉ်အမျိုးသမီးဘောလုံးအသင်း မနက်ပြန်ဆိုရင်ရှစ်စစ်ပွဲဆုံးဖြတ်ပွဲကစားတော့မယ်။ဘာကြောင့်ရှစ်စစ်ပွဲဆုံးဖြတ်ပွဲစဉ်ဖြစ်သွားရလဲဆိုတော့အုပ်စုအဖွဲ့ပွဲမကန်ခင်တုန်းကတော့ဒီအုပ်စုမှာမြန်မာနဲ့ဒါဘာရင်းတို့ကအဓိကအပြန်မပြန်ပက်တွေဖြစ်လာလိမ့်မယ်လို့ယူဆထားကြတာပေါ့လေ။အခုတော့အမျိုးသမီးအာရှဖလားရှစ်စစ်ပွဲအတွက်အဓိကပြန်မပြန်ပက်တွေကတော့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဖြစ်သွားခဲ့တယ်ခင်ဗျ။အင်းဒီချင်းနိုင်ငံတွေလည်းဖြစ်သလိုကစားပုံကလည်းအတော်လေးကိုဆင်တူကြပါတယ် င်္ဂလားဒေ့ရှ်ကိုသတိထားမှာဘင်္ဂလားဒေ့ရှ်ကမာတယ်ဗျဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းဟာအဖွင့်ပွဲတုန်းကအဓိကကစားသမားတွေကိုထုတ်မသုံးသွားခဲ့ဘူးမြန်မာလည်းအရင်ကစားသမားအများစုကိုထုတ်သုံးသွားခဲ့တယ်အဲ့တော့အခုအုပ်စုဒုတိယပွဲဟာနှစ်သင်းလုံးကအမေရိကန်ကစားသမားတွေကိုပွဲထုတ်လာမှာဒီတော့တစ်ဖက်နဲ့တစ်ဖက်အကဲဆန်းတဲ့ပွဲစဉ်ဖြစ်လာမယ်နိုင်တဲ့အသင်းကစစ်စပွဲအောင်ပြီလို့ပြောလို့ရတယ်ဗျဘာဖြစ်လို့လဲဆိုအုပ်စုနောက်ဆုံးပွဲစဉ်မှာမြန်မာဘာရင်းနဲ့ကြံရမယ်ဘာရင်းကအုပ်စုဖွင့်ပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်ကို9ဦးကွန်မရှင်ရှုံထားတယ်ဒီတော့မြန်မာနိုင်မှုကတရားတော်လောက်ရှိနေတယ် အဲတစ်ဖက်မှာမြန်မာကိုရှုံးထားတဲ့တာကမင်နစ္စတန်ရှိတယ်တာကမင်နစ္စတန်ကမြန်မာကိုရှေ့ကိုကိုမရှိနဲ့ရှုံးတယ်ဘင်္ဂလားဒေ့ရှ်ကလည်းမြန်မာနဲ့ပွဲပြီးရင်တာကမင်နစ္စတန်နဲ့ကစားအောင်မနိုင်မသေးကြတယ်အဲ့တော့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ပွဲကဘယ်လိုပြေထွက်မလဲအဲ့ဒါကအုပ်စုကိုအဆုံးဖြတ်ပေးလာဖြစ်ပါတယ်ခင်ဗျအမျိုးသမီးအာရှပလတ်ရှေ့စပွဲကို အုပ်စုတစုကနေအုပ်စုဘူအတင်းတင်းမဲ့ရှေ့စပွဲအောင်မှာဖြစ်တဲ့အတွက်အုပ်စုဘူနေရာကိုဘယ်သူရမလဲဆိုတာကအရင်ကအရေးကြီးနေပါတယ်မြန်မာလက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်ရဲ့ဂိုးကွာကြချက်တကူတာနေတယ်ပေါ့လေ တကယ်လို့များမနှပြံပွဲကတရင်နဲ့သာပြီးသွားရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာဘသူကဂိုးမများသွင်းနိုင်တယ်လဲဆိုတာအရန်ကိုအရေးကြီးလာမှာဗျအဲ့အနေဒါရှိနေတယ်ပေါ့လေဘင်္ဂလားဒေ့ရှ်ကိုမြန်မာသတိထားရလိမ့်မယ်။ဘာကြောင့်သတိထားမှာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကအဲဒီ2025ခုနှစ်ထဲမှာနိုင်ပွဲတော့မရသေးဘူး။သူက UAE နဲ့နှစ်ပွဲကံခဲ့တယ်။အဲ့နှစ်ပွဲလုံးမှာသူဒီချုံးတယ်။နောက်ပြီးတော့အင်ဒိုနက်ကံတယ်။အင်ဒိုသေးကစားတယ်။ဂျော်ဒန်ကိုသေးကစားထားတယ်။အဲ့တော့အင်ဒိုနဲ့ဂျော်ဒန်ကိုကျွန်တော်တို့သွားတွေ့ရမှာခင်ဗျ။အင်ဒိုဆိုတာကလည်း တော်တော်လေးကိုဒီအရှိတောင်အရှမမစိုးလာတဲ့အသင်းတစ်သင်းလေးအဲ့တော့ဒီအသင်းကိုသူသေကံထားတယ်ဆိုတော့မြန်မာကိုလည်းအဲ့လိုသေကံမှုစူးစမ်းဖြစ်နိုင်တယ်ခင်ဗျမြန်မာအနေနဲ့တခုအားသာရာတော့ကိုကွင်းကိုမြေကိုရီကိုပြိတက်ရှိမှမှာကစားရတာအဲ့အားသာချက်ကိုမြန်မာတိတိရောက်အသုံးချနိုင်မှုလို့တယ်ဘင်္ဂလားဒေ့ရှ်ကိုအနိုင်ကစားနိုင်မှုလို့တယ်ခင်ဗျနိုင်မှုအစွမ်းတက်တယ်လို့မြန်မာကရှိနေတယ်ဘာကြောင့်လဲဆိုတော့မြန်မာမှာအခုနောက်ပိုင်းကွက်ဖဲတွေညားတယ်ဘာကြောင့်လဲဆိုတော့ပွဲလေပြောင်းဖန်တီးပေးနိုင်တဲ့မေထက်လူလူကစားသမားမျိုးလည်းမြန်မာစီမံရှိနေတယ် ီးတော့နော်ထပ်ထည့်ဝေဦးလို့ကစားသမားခေါင်းနေလဲမြန်မာစီမှာရှိနေတယ်ခင်ဗျ2026ခုနှစ်အမျိုးသမီးအာရှပလပြိုင်ပွဲကိုဩစတြေးလျနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာပါမနက်ဖြန်ကစားမယ်ပွဲစဉ်မှာတော့မြန်မာအသင်းဟာခက်ခဲကစားရလိမ့်မယ်ဒါပေမဲ့အဆုံးသတ်မှာတော့အနိုင်ရလက်ကိုအရောက်နိုင်လိမ့်မယ်လို့ယူဆထားမိတယ်ခင်ဗျမြန်မာဟာမနက်ဖြန်ပွဲကိုနိုင်ပြီဆိုရင်တော့ရှစ်စစ်ပွဲအောင်ပြီး90ရာခိုင်နှုန်းတည်ကြပြီလို့ပြောလို့ရတယ်ခင်ဗျ အဲ့တော့မနက်ဖြန်ပွဲရမှာပြည်သက်တွေအတွက်ရောမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးစင်အတွက်ရောရင်ခုန်စရာကောင်းတဲ့ပွဲစဉ်ဖြစ်နေပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးစင်တွေနဲ့ဘင်္ဂလားဒေ့ရှ်ကိုအနိုင်ပြီးတော့ခြေစစ်ပွဲအောင်မြင်ခွင့်ကိုရှီလန်းခံခဲ့မှာမှာရောက်နေမှာဈေးလို့ဒီနေရာကနေကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာတ िश ူအပ်ပြီးပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ